ော့လေကျွန်တော်တို့ကအင်အားယူနေရတဲ့အချိန်ကြီးကျွန်တော်တို့ကဟိုဟိုလက်နဲ့အကူညီနဲ့အင်အားယူနေရတဲ့အချိန်အဲ့တော့အခုကျွန်တော်တို့ကိုချီကိုလက်နဲ့တနက်ကင်ဖွဲလည်းရှိနေပြီအုတ်ချုပ်နယ်မြေလည်းရှိနေပြီထိန်းချုပ်တဲ့နယ်မြေလည်းရှိနေပြီအဲ့တော့အရှင်းလင်းဆုံးပြောတာအဲ့ဒီကိုကန့်ဆိုတဲ့လူ MNDA ဆိုတဲ့လူဒီ မြန်မာနိုင်ငံသားများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်မ YouTube channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်တဲ့အတိုင်းတစ်တိုင်းကောင်းတွေကိုတင်ဆက်ပေးနေတာပေါ့ကျွန်မရဲ့ channel ကိုလည်း subscribe လုပ်ပေးပြီး like နဲ့ share ပေးနေတာမျိုးဒီခေါင်းတွေကိုနေ့စဉ်တောင်းဆိုချင်ပါတယ်ခင်ဗျာမဟုတ်ဘူးတရုတ်နိုင်ငံသားတွေဖြစ်တယ်တိုင်းသားဖြစ်လဲသိမှတ်မပြုတ်ဘူးဘာဖယ်တယ်မှလည်းမပေးဘူးဘာပြင်တယ်မှလည်းမပေးဘူး အတင်တို့သည်စစ်ကောင်စီအတိုင်းနိုင်ငံရေးလုပ်ခွင့်ပိတ်တယ်စစ်ကောင်စီအတိုင်းအတင်တို့ကိုအဖမ်းဆီးအရေးယူမယ်စစ်ကောင်စီအတိုင်းအတင်တို့ကိုလက်နက်ဖြုတ်သိမ်းမယ်ပြပြသားသားမြန်မာနေပြည်ကမောင်းထုတ်မှာအဲ့တော့တောင်းပလောင်ကိုလည်းစောက်ကြည့်နေတယ်ရွာသားသားရှိတဲ့တောင်းလူမျိုးတွေကမုတ်ကုတ်တီသိမ့်ပြီးတော့လူပါဝါမနေပါနဲ့။ဒါဒီရှမ်းနိုင်ငံမှာ ဒါပြက်ပြက်သားသားပဲပြောတာအဲ့တော့အဲ့တော့ဒါကျွန်တော်တို့မြေဥတော်လန်ရေးမှာပေါ်ပေါက်လာတော့အနေ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 ထိုင်သလိုပေါ့စီစစ်လိုက်တဲ့အမှန်တရားများဖြစ်တယ်။ရှမ်းပြည်နယ်မှာကျွန်တော်တို့ရှမ်းကိုပဲဒီမှာပြုတယ်။ ဖြစ်တင်တာကမင်းတို့လာပြီးယူလိုက်ငါတို့လွှဲပေးမယ်ရှမ်းတွေကိုလွှဲပေးမယ်မရှိပဲလက်နက်အားကိုနဲ့လူပါဝါတာဒီနေ့အဲ့ဒီ statement ကအပန်းဆိုရင်သူကစစ်ကောင်စီကိုစုပ်ပေးမယ်ရက်ရက်ကဆက်နှက်ကပြီးတော့တခြားတိုင်းတခြားလက်နက်ကင်တွေဝင်လာမှာဆိုလို့သူကစစ်ကောင်စီနဲ့အတူသူတို့ပါစစ်ရုံးထိုင်ခဲ့မယ်ပူတွဲအုပ်ချုပ်မယ်အဲ့တော့စစ်ကောင်စီနဲ့ပူတွဲအုပ်ချုပ်တဲ့မြည်သူမဆို့ ော်လှန်ရေးရဲ့တစ္ဆာပေါင်းလောက်ကောင်တွေပဲဖြစ်တယ်။စစ်ကောင်စီနဲ့အတူစစ်ရာဇဝတ်ကောင်တွေပဲဖြစ်တယ်။အဲ့လူတွေအားလုံးကိုဖမ်းဆီးရေးယူမယ်လက်နက်ဖြုတ်သိမ်းမယ်။အဲ့လူတွေအားလုံးကိုမြမမြေပေါ်မှာနိုင်ငံရေးလုံခွင့်ပိတ်တယ်စစ်ကောင်စီနဲ့အတူတူတရန်စားတဲ့ပဲတတ်မှတ်ပါ။ပြောချင်တာကပလောင်တွေကိုကျွန်တော်ပြောတာပလောင်လူမျိုးတွေပြောတာမဟုတ်ဘူးအခုအာနာယူထားတဲ့စစ်ကောင်စီအားလုံးဒီကျွန်တော်တို့အခုအရေးယူတာဗမာလူမျိုးအားလုံးကိုအရေးယူတာလား မြင်အောင်ကြည့်နော်အခုကျွန်တော်စစ်ကောင်စီကိုနိုင်ငံရေးလုပ်ခဲ့ပေးတာဗမာပြည်နိုင်ငံရေးလုပ်ခဲ့ပေးတာမဟုတ်လေစစ်ကောင်စီကိုလို့ကျွန်တော်ပြောအဲ့အဲ့ဒီလိုပဲအဲ့ဒီကိုကန့်နေရအခုလက်နက်ကင်ထားတဲ့အဲ့ဒီအုပ်စုတွေစစ်အုပ်စုတွေပလောင်တွေရဲ့စစ်အုပ်စုတွေအားလုံးကိုတဒန်းစားတဲ့အရေးယူမှာကျန်တဲ့ပလောင်လူမျိုးတွေကျန်တဲ့ကိုကန့်လူမျိုးတွေဘာမှမပြမဆိုင်ဘူးအဲ့ဒီစစ်ကောင်စီနဲ့ပေါင်းတဲ့အဲ့လက်နက်ကင်တွေအားလုံးကိုလက်နက်ဖြုတ်သိမ်းမယ် စစ်ကောင်စီနဲ့အတူတူတဒန်းတစားတဲ့ကျွန်တော်တို့ဒီစစ်ရာဇဝတ်ကောင်ဖြစ်အေးအေးယူမယ်နိုင်ငံကြီးလုပ်ခဲ့ပေးမယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုကျွန်တော်တို့သိမ်းမယ်သူတို့တွေအားလုံးကိုထောင်သွင်းအကျဉ်းချမယ်ရှင်းနေရောကိုကံလူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ဘူးပလောင်လူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ဘူးဝါလူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ဘူးအဲ့တော့လူကြီးမင်းများခင်ဗျာ အဲ့ဒါနိုင်ငံရေးပဲအဲ့လိုစိတ်တက်နဲ့ကျွန်တော်တို့စပြီးစစ်ကောင်စီကိုတော်လှန်ထားတာအဲ့တော့လူဦးတော်လှန်ရေးမှာပေါင်းစားပူးစားပွဲလန်တို့ဖျာခင်းပြီးပွဲလန်တို့ဖျာခင်းပြီးလှုပ်ရှားနေကြတော့စစ်ကောင်စီနဲ့ပေါင်းပြီးလှုပ်ရှားနေကြတယ်တရုတ်လူမျိုးတရုတ်စကားပြော ိုးကန့်ဆိုတဲ့တိုင်းသားကို ခုတုံးလို့တောင်းပလောင်ဆိုတဲ့တိုင်းသားကိုခုတုံးလို့တဲ့စစ်ဘလူးများတာဖြစ်တယ်အဲ့တော့စစ်ကောင်စီနဲ့ပေါင်းတဲ့လူမျိုးစုကိုမဆို ကျွန်တော်တို့ကတဒန်းစားတယ်ပဲဆက်ဆံမယ်ဆိုတာကိုပြပြသားသားပြောတာအဲ့ဒီကနေတော့တာဝန်ရှိတဲ့ကိုးကန့်အုပ်စုတွေတောင်းရှိတဲ့တောင်းပလောင်အုပ်စုတွေတောင်းပလောင်ကတော့ကျွန်တော်တို့စောင့်ကြည့်နေသေးပဲရှိသေးတယ် ။အကိုကတော့ပြပြသသာ ပြောနေပြီဖြစ်တဲ့တွေ့။ဒီတိုင်းတကယ်ဖြစ်သွားရင်ကျွန်တော်တို့ကလုံးဝလက်မခံဘူး။ဒါရှိတရားပဲ။စစ်ကောင်စီကိုတော့ကျွန်တော်တို့ကဗမာအချင်းချင်းဗုဒ္ဓဘာသာ အချင်းချင်းပြည်မသားအချင်းချင်းတော်လှန်နေတယ်ဗျာ။ကျန်တဲ့လူလေစစ်ကောင်စီလိုအဆင်ရှိရင်တော်လှန်မှာပဲလေ။ အဲ့ဒါကိုလာပြီးတိုင်းသားစီလုံးညီညွတ်ရေးတွေဖက်ဒရယ်လာပြီးအကြောင်းလာမပြနိုင်လीဘာဆိုင်လို့လဲအဲ့တော့ရှင်းရှင်းလေးကိစ္စပါသူတို့တမိုင်းသူတို့ရေးတာကျွန်တော်တို့ရေးတာမဟုတ်ဘူးကျွန်တော်တို့လည်းသူတို့တိုင်းမင်တာမဟုတ်ဘူးသူတို့ဒီ NUG ကိုမထောက်ခံပါဘူး NUG နဲ့မပတ်သက်ပါဘူးလို့ထုတ်ပြောတဲ့ကကျွန်တော်တို့တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့တယ်တော်တော်လေးကိုလူဘာဝရလို့သိခဲ့တယ်သို့တော်လေးစစ်ကောင်စီကိုတိုက်နေသေးပြီကျွန်တော်တို့ဒီရန်သူရဲ့ရန်သူကိုမိတ်ဆွေလို့သတ်မှတ်ထားတယ်ဒါပေမဲ့ရန်သူရဲ့မိတ်ဆွေဖြစ်သွားရင်တော့ sorry ပဲကျွန်တော်တို့ရဲ့ရန်သူပဲဒါတော်လန်ကြီးမှပြတ်သားတဲ့ဆုံးဖြတ်ချက်ပဲအဲ့တော့တအောင်းနေလေကျွန်တော်တို့စောင့်ကြည့်နေတယ် ရခိုင်ကတော့ပြောစရာမလိုပါဘူး။အေကအပြက်ကျိနေတာ။အေကသူ့အပြက်စော်နေတာ။နော်အေသမိုင်းနဲ့လည်းသူ့နဲ့မတူဘူး။အေကသမိုင်းကြောင်းရှိတာ။ဒီကိုကန့်ဆိုတဲ့ဟာဆိုဇနပုတ်ဟိုဟိုနေဆက်မှာရွာအောင်တင်းမော်လို့ခြုံပုတ်တသာရှိတဲ့မျိုးကိုသာပြီးသူကကိုကန့်နေပြီလားလောက်တာတာ။ခင်းညွတ်ရဲ့ကောင်းမှုနဲ့မျိုးလာတဲထားတာ။အဲ့တော့ဒါဟာရှင်းလင်းပြတ်သားတဲ့ မျိုးတော်လိုင်းကြီးမှာရှင်းလင်းပြတ်သားတဲ့ကျွန်တော်တို့ရဲ့ယက်တီချက်ပဲအဲ့တော့သာတို့လူမျိုးနဲ့တို့ဒေတာတို့ကိစ္စလေပြောချင်တာကအနာဂတ်ဒေါ်လာကြီးမှာတော့ sorry ပဲဘာသမိုင်းမှာမှပါခွင့်ပေးမှာမဟုတ်ဘူး ဲ့ဒီလူတွေကိုပြောတာစစ်ကောင်စီနဲ့တနေ့လက်မှတ်ထိုးလိုက်တဲ့လူတွေစစ်ကောင်စီကိုပြန်ပေးဖို့ရဆုံးဖြတ်ချက်ချတဲ့လူအားလုံးစီစစ်ကောင်စီနဲ့တရံနဲ့ထားပြီးစစ်ရာဇဝကောင်ဖြစ်ကျွန်တော်တို့သတ်မှတ်မယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်သိမယ်နိုင်ငံရေးလုပ်ခွင့်အကုန်ပိတ်မယ်ဒီလူတွေအားလုံးကိုဒီတရားမျှတမှု transitional justice ဆိုပြီးတရားရုံးမှာတင်ပြီးအကုန်လုံးဖမ်းဆီးထောင်ချမယ်မြန်မာမြန်မာနိုင်ငံကြီးမှာဘယ်နေရာမှာမပါဝင်မပေးနိုင်ဘူး စစ်ကောင်စီနဲ့အတူသူတို့ကိုမြေမြုပ်တင်းကျိုးပြစ်မယ်အဲ့တော့ကိုကက်လူမျိုးတွေနဲ့မဆိုင်ပါဘူးကိုကက်လူမျိုးတွေကကျွန်တော်မြန်မာနိုင်ငံသားလို့ပဲလေစစ်ကောင်စီမဟုတ်တဲ့လူတွေကဘာအင်အားမှမရှိဘူးသူတို့ကအင်အားမှမရှိတာအဲ့တော့ ဖြစ်ပါစေနဲ့လို့တော့ကျွန်တော်တို့ကဆုတောင်းနေတယ်။ဒါပေမဲ့တကယ်ဖြစ်လာပြီးပုံနီးဆက်လာပြီပေါ့။အဲ့တော့ဒါပေမဲ့ကျွန်တော်တေချာစောက်ကြည့်သေးတာပေါ့။ဘာမှလာပြီးအချိုမတက်နဲ့။နော်ငကိုတွေကဒေတံပေးတယ်သနနဲ့ဖြစ်တယ်ဆိုတဲ့ဒီကိုကန့်တွေကိုကျွန်တော်တို့ကလက်မခံတော့တာ။ဒါပေမဲ့ကျွန်တော်တို့ကတီးခံပေးခဲ့တယ်ကျွန်တော်တို့ကအတက်နိုင်ဆုံးစီလုံးညညမှုနဲ့စစ်ကောင်စီကိုတိုက်နေတဲ့ွေကျွန်တော်တို့ကတီးခံပေးခဲ့ဟာ အခုကတော့စစ်ကောင်စီကိုမတိုက်ပဲပြန်ပေးမယ်စစ်ကောင်စီနဲ့အတူတူဟို BGA ဆော့ချစ်သူလို့တို့လို့သူကဆော့ချစ်သူအကြံဉာဏ်ပေါ့ဗျာစစ်ကောင်စီနဲ့အတူတူအုပ်ချုပ်မယ်ဆိုတဲ့ပူစားပေါင်းစားမယ်ရည်ရွယ်ချက်နဲ့လုပ်မယ်ဆိုရင်တော့အဲ့ဒီကိုအဲ့ဒီတိုးကန့်ခေါင်းဆောင်တွေနဲ့ကိုကန့်လက်နက်ကင်တွေက BGA တဖြစ်လေပြူစောတီတဖြစ်လေပါပဲအဲ့တော့တိုင်းရင်းသားဆိုတာ ਨੇ ဘာမှမဆိုင်ဘူး ိုင်းရင်းသားတွေနဲ့ဘာမှမဆိုင်ဘူးအဲ့ဒါတိုင်းရင်းသားနဲ့ရန်လာမတိုက်နဲ့တိုင်းရင်းသားမဟုတ်ဘူးလားလှုပ်ရှားနေတဲ့စစ်ဘလူးတွေအဲ့ဒါတိုင်းရင်းသားဆိုတဲ့ခေါင်းစဉ်လာမတိုက်နဲ့တိုင်းရင်းသားနဲ့ PDF နဲ့ဘာမှမဖြစ်ဘူးနော်ရှင်းရှင်းပြောရင်လှုပ်ရှားအဖွဲ့တွေတိုင်းရင်းသားဆိုတဲ့နာမည်ကိုယူဖက်ဒရယ်ကိုနာမည်ယူပြီးတော့လှုပ်ရှားနေတဲ့တရုတ်လူမျိုး community ဖြစ်တယ်အဲ့လူတွေအားလုံးတရုတ်နိုင်ငံသားမှတ်ဖို့တင်ရှိတယ် အဲ့ဘယ်လိုလုပ်တိုင်းစားဖြစ်မလဲမြန်မာနိုင်ငံမှာနိုင်ငံနိုင်ငံသားတိုက်ပြည်တပြည်ရဲ့နိုင်ငံသားခံယူလိုက်ရင်ဒီလူကမြန်မာနိုင်ငံမှာဘယ်လိုတိုင်းစားဖြစ်မလဲအဲ့တော့တိုင်းစားနဲ့လာပြီးဟိုဘီဂရူအကောင်တွေလာကြမ်းလာမတိုက်နဲ့ကျွန်တော်တို့မြန်မာပြည်သူတွေအဲ့လောက်မငြင်းဘူးဒါတိုင်းစားနဲ့ဘာမှမဆိုင်ဘူးလှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ် တော့ထိုင်းနိုင်ငံကိုရောက်နေတဲ့စစ်ကောင်စီကတော့ဒါဒီတရားရုံးကအင်တာပိုကနေတစင်ဖမ်းပေးပါဘာညာတော့ပြောတာပေါ့ဒါပေမဲ့ထိုင်းဆိုကမဖမ်းဘူးသူမှပါမယ်လို့လို့မရပါဘူးအဲ့တော့ထိုင်းဆိုရကမဖမ်းသေးဘာမှလို့လို့မရပါဘူးပွဲစုအောင်တော့လုပ်နေကြတာပေါ့ဒါထိုင်းနိုင်ငံသမားတွေဦးစားပေးလို့ရမှာထိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံသမားတွေထိုင်းပြည်သူတွေလို့ရမှာကျွန်တော်တို့မင်းမဆိုင်ပါဘူးအဲ့တော့ ရှင်းရှင်းပဲကိုမအင်အားရှိအောင်တိဆောင်နေတယ်လေဒါကတော့ပြောစရာမလိုဘူးလေနိုင်ငံကြီးရသူတို့ကိုကျွန်တော်တို့လက်မခံဘူးလို့ပြောသေးကာလာဘတ်လို့မြန်မာနိုင်ငံမှာသူတို့အတွက်နေရာမရှိဘူးဒါပါပဲဒါကိုပြောချင်တာအဲ့တော့နေရာမရှိဘူးဆိုတာကိုပြောချင်တာ BGF အုပ်စုတွေအဲ့တော့ ဒါကိုပဲကျွန်တော်ကမိမောင်းထုတ်ပြချင်တာပါအရတူထိုင်းရောက်နေတယ်ထိုင်းဆိုရကဖမ်းပေးရမှာပေါ့ဗျာအင်တာပိုကဘလောက်လုံနိုင်လဲရှိမှာပေါ့မဖမ်းပေးခြင်းလို့ပဲသူ့ကိုအစည်းအဝေးပေးတဲ့ပြီးလက်ဆွဲနှုတ်ဆက်နေတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့အလုပ်ကျွန်တော်တို့ဆက်လုပ်ရုံပဲရှိတာပေါ့ အဲ့တော့အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဒါဒီနေ့ကကိုကန့်သတင်းတက်လာလို့ဒါပြောသင့်ပြောထိုက်တဲ့အချိန်ကြာလို့ပြောလိုက်တာပါကျွန်တော်တို့အချင်းချင်းကွဲစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့အချင်းချင်းလည်းမဟုတ်ဘူးအချင်းချင်းဆိုဒီလိုလုံးမှာလည်းမဟုတ်ဘူးငကိုတဲကလက်နက်ကင်ထားသောတိုင်းသားဆိုတဲ့ခေါင်းစဉ်ကိုလှုပ်ရှားပြီးအခွင့်ကောင်းယူတဲ့တရုတ်နယ်ချဲအုပ်စုတည်တာဖြစ်တယ် ဒါအပြတ်သားဆုံးကျွန်တော်တို့ကပြောလိုက်တာကိုကတိုင်းသားအလုံးနဲ့ယူယူသားကိုကပြည်သူတွေနဲ့မဆိုင်ဘူးယူသားသားပအောင်ပါလောင်ပြည်သူတွေနဲ့မဆိုင်ဘူးမြန်မာပြည်လူပေါ့မြန်မာတွေနဲ့အလုံးနဲ့မင်းအွန်လိုင်းနဲ့မြန်မာတွေနဲ့ပါဆိုင်လို့လေမင်းအွန်လိုင်းလို့စစ်အာဏာရှင်ဘုရားလည်းစစ်အုပ်စုတွေဘာလို့ပြောချင်တာဘာမှတိုင်းသားနဲ့လာမဆိုင်နဲ့တိုင်းသားနဲ့ PD နဲ့ဘာမှမဖြစ်ဘူး အဲ့တော့ဒီမင်းအွန်လိုင်းကိစ္စကထိုင်းလူငယ်တွေထိုင်းထိုင်းနိုင်ငံသားတွေထိုင်းနိုင်ငံသမားတွေလောက်အောင်မှာကျွန်တော်တို့ကအေးဆေးလို့ထိုင်ကြည့်နေပါသူတို့လောက်ပါလိမ့်မယ်